မင်္ဂလာပါကျွန်မ Inner Harmony Life Coach Energy Healer ပို့ယူပါအာကျွန်မအခုတလောပေါ့နော် Energy နဲ့ပတ်သက်ပြီးတော့မှပို့ပြီးတော့ feeling လုံးမိနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်မအခုဒီအထက်အညာဒေတာကို trip တစ်ခုထွက်လာတယ်ပေါ့နော်ဆိုအဲ့အချိန်မှာကျမကဘာကိုခံစားမိလဲဆိုလို့ရှိရင်ကျမများသောအားဖြင့်အဝတ်စားဝတ်တဲ့အချိန်အဝတ်စားဝတ်တဲ့အခါမှာပေါ့နော်ကျမရွေးချယ်ပြီးရွေးမိရတဲ့အရာအများစုကကျမချီတယ်ရွေးမိတာများတယ် ကျမရဲ့ခန္ဓာကိုယ်ကရော sensory အဖြစ်ရောကျမခံစားမိတာကျမခြေထည်တွေကိုပို့ပြီးတော့မှနှစ်ချိုက်တယ်ကျမခြေထည်ဝေးရတာကိုလည်းပို့ပြီးတော့ကျမတို့ comfort ဖြစ်တယ်ပေါ့နော် ကျမပို့ကြိုက်တယ်ခြေထည်တွေကို energy အဖြစ်ဆိုလို့ရှင်လေခြေထည်တွေကကျမတို့တွေပို့ပြီးတော့မှ energy ကောင်းစေတယ်အရောင်အားဖြင့်ဆိုလို့ရှိရင်လည်းများသောအားဖြင့်ကျွန်မအရောင်အရင်ကြီးတွေထဲဆာလို့ရှိရင် ကျွန်မကာလာအားဖြင့်ဖြော့တဲ့အရောင်မျိုးပူကြိုက်တယ်။အဲ့ဒါလည်းဘာကြောင့်လဲဆိုလို့ရှိရင် အယောင်ရဲ့သဘာဝအဖြစ်ပေါ့နော်အယောင်နေဖြော့တော့တဲ့အယောင်နေကအလင်းအဖြစ်ပို့ပြီးတော့မှအလင်းကိုလည်းဖောက်စီတယ်အယောင်ရင့်နေကအကျမတို့ဒီဟိုအလင်းအပူဒီຢာတွေကိုပို့ပြီးတော့မှဟိုကာလာရင့်လို့ရှိရင်အပူကိုပို့ပြီးတော့စုပ်စီတယ်ဥပမာအမဲရောင်လို့အပြာရင့်ရှင်လို့အဲ့လိုမျိုးဆိုလို့ရှိရင်ဝှက်ထားတဲ့အချိန်မှာကိုယ်ကိုပို့ပြီးတော့မှအပူပို့ပြီးတော့မှစုပ်တဲ့အရာမျိုးကြီးရှိရယ်ပေါ့နော် အရောင်ဖြော့တဲ့အရောင်ကြီးကအလင်းဆိုလို့ရှိရင်လည်းအလင်းပြန်တယ်ပူဆိုလို့ရှိရင်လည်းပူကပြန်ပြီးတော့မှပြန်စီရဲ့အဟာမျိုးလေးရှိရပေါ့အဲ့တော့ကျမအရောင်နေနဲ့ပတ်သက်ပြီးတော့လေအရောင်ဖြော့တဲ့အရောင်ကြီးကကျမအတွက်နေရတာပို့ပြီးတော့တက်တောင့်တတာရှိရလို့ခံစားရစီရပေါ့နော်အဲ့တော့ energy ရဲ့သဘောတရားအပြည့်ဆိုလို့ရှိရင်လေကာလာအရင်ရည်ထဲစားလို့ရှိရင်ကျမကာလာအဖြော့တွေဝေးရတဲ့အချိန်မှာကျမ energy ပို့ပြီးကောင်းတယ်လို့ခံစားရတယ်အဲ့တော့ကျမအရောင်အားဖြင့်လေအဲဒီကာလာအဖြော့တွေကိုကျမပို့ပြီးတော့မှနှစ်ချိုက်တယ်လို့ အာအင်ဂျီအားဖြင့်ဆိုလို့ရှိရင်လည်းကျွန်မအဝိအထည်ဒီမှာဆိုလို့ရှိရင်လည်းခြေသေးဒီအာပါလွားတဲ့အရာတွေကျွန်မတို့တက်တောင်တက်တာဖြစ်စီတဲ့အရာတွေဒါမျိုးတွေပို့ပြီးတော့ဝတ်ဆင်ရအောင်ပို့ကြိုက်တယ်ပေါ့နော်ကျွန်မအခုဒီအဲပကံကိုရောက်နေတဲ့အချိန်မှာပေါ့နော်အဲကျွမဘာတွေပို့ပြီးတော့ဝတ်ဖြစ်လဲဆိုလို့ရှင် ကျွမကပုံမှန်အချိန်မှလည်းကျွမခြေထည်တွေဝတ်ဖြစ်တာပို့များတယ်အခုကျွမဒီပကံကိုရောက်တဲ့အချိန်မှလည်းရာသီဥတုကအရန်ပူရယ်ပေါ့နော်ဒီဘက်မှာကျတော့ရာသီဥတုပူတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲပော့ပော့ပါပါပွားတဲ့ ခြိထဲတွေပို့ပြီးတော့ဝတ်ကြတယ်ပေါ့နော်အဲ့တော့ဘယ်နေရာသွားသွားဒီဟိုအပင်တရိပ်ဝါရိပ်ဒီအပင်ကြီးတွေရဲ့အောက်ကိုရောက်တဲ့အချိန်ကြလို့ရှိရင်လည်းအပင်တွေရဲ့အဲဒီအရှိန်အဟွာကြောင့်ပို့ပြီးတော့အေးမြမှုကိုခံစားရတယ်။အဲ့ဒီကြလို့ရှိရင်ကိုဝိထားတဲ့အဝိအထည်ကြောင့်လည်းလေဝင်လေထက်ကောင်းတဲ့ဟာမျိုးချီတယ်လို့ရာမျိုးဒါမျိုးတွေကကျမတို့ပို့ပြီးတော့မှပို့ပြီးအေးချမ်းမှုကိုပေးစီရပေါ့။အဲ့ဒီအချိန်မှာကျမဘာကိုသွားပြီးတော့မှခံစားမိလဲဆိုလို့ရှိရင်ကျမတို့လူတွေမှာပေါ့နော်။ကိုဝိထားတဲ့အဝိအစားရဲ့ ိုရွေးချယ်ထားတဲ့ကာလာရေကို့အခြေထဲမှာဖြစ်နေရဲ့အရာရေဒီအရာကြီးကလည်းကျမတို့အများကြီး support ပေးတယ်ဥပမာပေါ့နော်ကိုကစိတ်မရှိမှုတွေဖြစ်တာမျိုးကိုကစိတ်ပိုင်းဆိုင်ရာလောနေတာမျိုးဒီလိုအရာတွေကလည်းကျမတို့ဘာတွေကပံ့ပိုးမှုပေးလဲဆိုရင်ကိုသွားတဲ့နေရာဒေသရေကိုဝေထားတဲ့အဝိအထေရေကိုရွေးချယ်ထားတဲ့အရာရေဒီအရာတွေကလည်းကျမတို့ပို့ပြီးတော့မှစိတ်မရှိမှုတွေအာစိတ်ပိုင်းဆိုင်ရာကျမတို့အတွက်အဆင်မပြေမှုတွေဒီအရာတွေပို့ပြီးပေးစီရေပေါ့ ဥပမာကိုကနေပူတဲ့နေရာတကူသွားမယ်အချိန်ကလည်းမလောက်ငါအောင်ကိုကအချိန်ကိုတိချ time management တိချမလုပ်ထားဘူးအဲ့လိုအချိန်မျိုးမှာနေကပူပြီးတော့မှပူလာတဲ့အချိန်မျိုးမွန်တဲ့အချိန်မျိုးရောက်လာမယ်အဲ့အချိန်မှာကိုဝစ်စင်ထားတဲ့အဝတ်အစားကပူလောင်နေဥပမာနေဝင်လေးထွက်ကောင်းတဲ့ခြေကျမျိုးမဟုတ်ဘူးပေါ့ပေါ့ပါပါဖြစ်မနေဘူးအရောင်အားဖြင့်လည်းအမဲလိုမျိုးအမ်လိုရောင်ရွှေ့ရင်လိုမျိုးဝစ်စင်ထားတဲ့အခါမှာချွေးတွေပိုထွက်တဲ့အခါမှာလေဝင်လေးထွက်မကောင်းတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကိုပို့ပြီးတော့မှစိတ်ရှုပ်စေတယ်အဲပူပန်မှုတွေစိတ်ရှုပ်စေတယ်ဒေါသတွေပိုဖြစ်စေတယ်ဒါမျိုးကိုပို့ပြီးတော့မှအဲထောက်ပံ့ပေးတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကစိတ်ပိုင်းဆိုင်ရာတစ်ခုလည်းနေမဟုတ်ဘဲနေအခြားခြားသောဘေးနားမှာကိုယ့်ကို support လုပ်နေတဲ့အရာတွေကလည်းကိုယ့်ရဲ့အဲဒီရွေးချယ်ထားတဲ့အဝတ်အထည်ကိုယ့်ရဲ့ရွေးချယ်ထားတဲ့အရှောင်း နောက်ပြီးတော့မှကိုသွားတဲ့နေရာကြည့်တာအချိန်အခါအဲ့ဒါ ਈ ပုံမှာအများကြီးမူတည်ရပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမဒီများသောအားဖြင့်ပေါ့နော်ဒီအရာအားဖြင့်ကြည့်ရတဲ့အခါမှာလေတခြားစဉ်းစားကြည့်လို့ရှိရင်ပေါ့နော်ကျမတို့ကိုဝစ်စင်ထားတဲ့အရာကိုခဏလေးပြည့်ပြတ်ထားပြီးတော့တခြားသူဝစ်စင်ထားတဲ့အရာကိုကိုကြည့်ရတဲ့အချိန်မှာလေဥပမာပေါ့နော်ခရမ်းရှောင်ရှင်းရှင်းခရမ်းပြီးပုတ်လို့အရာမျိုးဝတ်ထားတဲ့သူတယောက်နဲ့အသူ့ရဲ့ဘေးနားမှာကာလာအဖျော့ပေါ့နော်ခရီးမ်ကာလာလိုမျိုးဝတ်ထားတဲ့သူတယောက်နဲ့ နှစ်ယောက်ရှင်ပြီးတော့ကြည့်လိုက်လို့ရှင်ကျမတို့ဘယ်အကြောင်းကကိုယ့်ရဲ့အမျက်လုံးကိုပို့ပြီးတော့အေးစီလဲကိုယ့်ရဲ့စိတ်မှာပို့ပြီးတော့မှခမ်းဖြစ်စီလဲဆိုရင်ကာလာအဖြော့ကပို့ပြီးတော့မှခမ်းဖြစ်စီတယ်အဲ့လိုပဲပေါ့နော်အဲ့တော့ကိုကလည်းအဲဝှစ်စင်ထားတဲ့အချိန်မှာပေါ့နော်ကိုကိုတိုင်းဝှစ်စင်ထားတဲ့အချိန်မှာခံစားရတဲ့ feeling ကလည်း ခရမ်းရောင်ရင်းရင်းဝစ်စင်ထားတဲ့အချိန်မှာကိုခံစားရတဲ့ feeling ကလည်းပို့ပြီးတော့မှနည်းနည်းလေးပို့ပြီးတော့မှ active ဖြစ်နေမယ်အကိုစီမှာလည်းနည်းနည်းလေးပူလောင်တဲ့ hot ဖြစ်စီတဲ့အရာမျိုးကိုကလည်းခံစားရလိမ့်မယ်ကိုကိုရိုင်းအဖြူတော်တော်ကောင်း အဲဒါမှမဟုတ် cream color တော့လောက်အောင်ဒါမှမဟုတ်လို့ရှိရင်အဲ့လိုမျိုးအရောင်ဖြော့ဖြော့လေးတွေအဲအဲ့လိုမျိုးအဝါဖြော့ဖြော့တော့လောက်အောင်ဒါမျိုးဝတ်ဆင်ထားတဲ့အချိန်မှာမိုးပြရောင်တော့လောက်အောင်အဲ့လိုဝတ်ဆင်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်းအနေငယ်အာ cam ဖြစ်စီအောင်ခန်းစားရလိမ့်မယ်ပေါ့ဒါက color တွေကနေပြီးရကိုယ့်ရဲ့စိတ်ခန်းစားမှုဖြစ်စီရပါတော့နော်အဲ့တော့ဒါကြောင့်မို့လို့ကျွန်မဒီဗီဒီယိုလေးမှာအဓိကပေးချင်တဲ့ message ကဘာလဲဆိုလို့ရှိရင်ကျမတို့လူတွေမှာတစ်ခါတလေမှာ အဲစိတ်မရှိတာမျိုးဒေါသထွက်တာမျိုးဖြစ်တယ်ဆိုတာကဘာနဲ့သက်ဆိုင်တာမျိုးဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့လိုမျိုးအချိန်မှန်လောင်းလာတာရယ်ကိုသွားတဲ့အချိန်ရယ်အဲနေရာဒေသရယ်ကိုဝစ်စင်ထားတဲ့အဝတ်အစားရယ်အဲကိုဝစ်စင်နေအရာရယ်ဒီအရာတွေပေါ်မှာမူတည်ပြီးတော့တစ်ခါတလေမှ စိတ်ရှုပ်စရာဒေါသထွက်စရာစိတ်မကျေနပ်စရာဒါမျိုးတွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ကိုဝစ်စင်နေ အဝိအစားကိုရွေးချယ်တဲ့အရာဒီယာရီဘွားမူတည်ပြီးတော့လေကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတွေကအပြောင်းလဲဖြစ်တတ်တယ်ဆိုတဲ့အရာလို့ကျွန်မ sharing လုပ်ပေးချင်တာဖြစ်ပါတယ်အခုလဲရှိရတော့ကျွန်မပကံကိုရောက်ရှိနေတာဖြစ်ပါတယ်များသောအားဖြင့်တော့ကျွန်မ energy အဲကောင်းစီတဲ့အအရောင်အားဖြင့်ပေါ့နော်ကျွန်မအမြဲတမ်းကာလာဖြော့တွေကိုဝတ်ဆင်တာများပါတယ်ကျွန်မကိုယ်တိုင်ရဲ့အအဝိအစားနဲ့ပတ်သက်ပြီးတော့မှာ အဝိအထေပိဿာသားနဲ့ပတ်သက် ပြီးတော့မှရွေးချယ်တဲ့အခါမှာလည်းကျွန်မရဲ့အသားရည်နဲ့ခန္ဓာကိုယ်ကို comfort ဖြစ်စေတဲ့အရာတွေဆိုတော့ကျွန်မခြေထည်တွေကိုပဲအမြဲတမ်းရွေးချယ်ပြီးတော့မှဝတ်ဆင်တာများပါတယ်။ energy အဖြစ်ဆိုလို့ရှိရင်လည်းခြေထည်တွေနဲ့အရောင်အလင်းတွေဟာကိုယ့်အတွက်ပို့ပြီးတော့မှ energy ကို positive ဖြစ်စေရလို့ခံစားရစီလို့ဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။